ကျုပ်အစိမ်းစားရင်ကျမ်းမာရေးအတွက်အကျိုးရှိရယ်ဆိုတာသိကြလား ကျောက်ဥပဲဥတွေမှာကိုခန္ဓာကြီးထွားဝင်ပြိုမှုနဲ့အာဟာရဓာတ်များစွာပါဝင်သလိုကျန်းမာရေးအတွက်လည်းတော်တော်လေးအကျိုးပြုတဲ့အစာအစာဖြင့်လူတိုင်းကလက်ခံထားကြပါတယ်။ကိုလက်စထရောနဲ့ကယ်လိုရီဓာတ်အနည်းငယ်ပါဝင်တဲ့အတွက်ကြောင့်မို့လို့တန်ဆေးလွန်ပြီးအတော်အသင့်စားမယ်ဆိုရင်တော့အကောင်းဆုံးဖြစ်မှာပါ။ကျောက်ဥကိုပြုတ်စားကြော်စားကြပေမဲ့ထူးထူးခြားခြားအားဖို့ရှိအောင်ဆိုပြီးတော့အစိမ်းစားကြတဲ့သူတွေလည်းရှိပါတယ်။ကျောက်ဥအစိမ်းစားလို့ရှိရင်ကျန်းမာရေးအတွက်အကျိုးရှိတာသိကြလားဆိုတာကိုဒီနေ့ဗီဒီယိုလေးထဲမှာပြပြပေးသွားပါမယ်ရှင်။ ကျောက်ဦးတွေကချက်ရပြည့်ရတာလည်းအဆင်ပြေတယ်လို့ရင်းရမယ်တော်တော်များများမှလည်းကျောက်ဦးကိုမပါမဖြစ်ထည့်သွင်းကြပါရစေ။ငွေကြော်မလားထမင်းနဲ့တွဲကြော်မလားညီညီရင်ရွက်အသားငားနဲ့ရောချက်မလားစီပြန်ဟင်းချက်မလားပြုတ်ပြီးပေါင်ပြီးလဲစားလို့ရတာမို့လို့အင်ရှင်မတွေအတွက်ချက်ပြုတ်ရတာလည်းလွယ်ကူပါတယ်နော်။ ်အခုနောက်ပိုင်းမှာကျုပ်ကိုအစိမ်းစားလိုက်တဲ့အလေးချင်းကပြန်ပြီးတော့ခေတ်စားလာပါတယ်တချို့ကလည်းအားရှိရဲကြွက်သားတက်တဲ့ကျန်းမာရဲပေါ့နော်အစိမ်းမစားရတဲ့သူတွေကလည်းဒီအချင်းကမကောင်းဘူးယောဂပိုးတွေပါနိုင်ပါတယ်ပြီးတော့ချက်ပြီးစားတာပဲကောင်းတယ်ပေါ့နော်ဒီနေ့ဗီဒီယိုလေးထဲမှာကကြတော့ကျုပ်အစိမ်းစားတာနဲ့ပတ်သက်ပြီးတော့လူတွေတည်ထားတဲ့နဲ့ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးတွေဘာတွေကိုတည်ထားတဲ့လဲဆိုတာကိုဆောင်ရွက်ဆောင်ရွက်မျိုးပြပေးသားမှာဖြစ်ပါတယ်ကျုပ်အစိမ်းစားတာကချက်ပြီးတော့စားတယ်လို့ပဲအာဟာရတွေအပြည့်အဝရနိုင်ပါတယ် မူလကျဲဥမှာပရိုတင်းဓာတ်ကျန်းမာစေတဲ့အဆီဓာတ်တွေအများအပြားပါဝင်ပါတယ်ဗီတာမင် A ဗီတာမင် B ဆီလီနီယမ်ဓာတ်ဖော့စရက်ဓာတ်ဖောလီအက်ဆစ်ဓာတ်တွေမျက်စိအားကောင်းစေတဲ့တတိုးဆန့်ကျင်ပစ္စည်းတွေအုံနောက်ကိုကောင်းစွာအလုပ်လုပ်နိုင်စေဖို့အတွက်ကိုလင်းဓာတ်တွေပါဝင်ပါတယ်နော် ကျုပ်ကို အနှစ်ပဲစားမလားအကာပဲစားမလားကျမကြီးကိုအလေးထားတဲ့သူတွေအတွက်ကတော့ကျုပ်ကိုတလုံးလုံးအပြည့်အဝစားပေးတာကတော့အကောင်းဆုံးပါပဲကျုပ်ဥမှာပါဝင်တဲ့အာဟာရဓာတ်အများစုက အနှစ်ထဲမှာစုနေတာဖြစ်ပြီးတော့အကာထဲမှာကတော့ပရိုတင်းဓာတ်တွေအများဆုံးပါဝင်နေပါတယ်အကစားသမားတွေကြွက်သားတက်ဖို့လေ့ကျင့်နေတဲ့အမျိုးသားတွေအတွက်ကတော့အကာကိုမြင်များစားပြီးတင်ပါတယ် အစိမ်းစားတဲ့အခါမှာကြက်ဥရဲ့ပရိုတင်းဓာတ်ကိုကောင်းစွာမဆုပ်နိုင်ပါဘူးစစ်တန်းနေကောက်ကြည့်တဲ့အခါမှာကြက်ဥကိုပေါ့နော်ချက်စားတဲ့အခါမှာသူ့မှာပါဝင်တဲ့ပရိုတင်းဓာတ်ရဲ့60ရာခိုင်နှုန်းကိုကိုကန္နာကကောင်းစွာဆုပ်ယူနိုင်ပေမဲ့အစိမ်းစားမယ်ဆိုလို့ရှိရင်တော့ပရိုတင်း90ရာခိုင်နှုန်းကိုပဲဆုပ်ယူနေတာကိုတွေ့ရှိရပါတယ်ဒါပေမဲ့ချက်စားတဲ့အခါမှာကိုချက်တဲ့ပုံစံမိအမှုချိန်မှမူတည်ပြီးတော့တခြားဗီတာမင်နဲ့အာဟာရဓာတ်တွေရောနေသားတာမျိုးတော့ဖြစ်နိုင်ပါတယ်နော် ကျုပ်အစိမ်းမှာဗက်တီးရီးယားပိုးတွေပါနိုင်ပါတယ်။ဘယ်ရာမစိုးမချက်ပဲနဲ့အစိမ်းစားတဲ့အခါမှာဗက်တီးရီးယားပိုးတွေအနည်းငယ်များပါလာတတ်ပါတယ်။ကျုပ်မှာဆယ်လ်မွန်နဲလာလို့ခေါ်ရဲပေါ့နော်။အစာအစိမ်းစင်စင်ကိုဖြစ်စေတဲ့ဗက်တီးရီးယားပိုးတွေပါဝင်နေပါတယ်။ဒီဗက်တီးရီးယားကောင်လေးတွေဟာကျုပ်အပြင်ကောင်မှာရောအတွင်းထဲမှာပါရှိနေနိုင်ပါတယ်။ပိုးပါနေတဲ့ကျုပ်ကိုအစိမ်းတိုင်းစားလိုက်ရင်တော့ဘိုင်အောက်ပိုင်းနာတာ၊ဝမ်ရှော်တာ၊အော့အန်နာ၊ဖျားနာတာ ကောင်းမှုလားဒီလိုမျိုးလက္ခဏာတွေဖြစ်တတ်ပါတယ်။စားပြီးလို့6နာရီကနေပြီးတော့48နာရီအတွင်းအစာအစိမ့်တင်ခြင်းဖြစ်ပြီးတော့3ရက်ကနေ9ရက်အထိမှလည်းဝေဒနာခံစားရတတ်ပါတယ်။တချို့ပါခင်မိတ်ကျုပ်အစိမ့်တွေမှာကတော့ပိုးသက်ပြီးသားလို့ဖော်ပြထားပါတယ်။ဒါဆိုရင်တော့ဘက်တီးရီးယားပိုးကပါဝင်နိုင်ခြင်းအလွန်နေပါတယ်နော်။ ဘယ်အသက်ရည်ရေကျုပ်အစိုင်းဝန်စားတည်ဟုံးလဲကျုပ်ကိုအစိုင်းတိုင်းစားဖို့မသိလျော်တဲ့အသက်ရည်လို့တော့မရှိပေမဲ့ပေါ့နော်သူ့နောက်မှာပါလာတဲ့နဲ့ဗရီဒီယာပိုးတွေနဲ့ပတ်သက်ပြီးတော့အနှဲငယ်ဆိုရင်ဇာရှိပါတယ်ဒါကြောင့်မို့လို့ကိုခန်ကစနစ်အရင်အားနေနေတဲ့မွေးကင်းစားကလေးတွေအရွယ်ငယ်သေးတဲ့ကလေးတွေမှာပိုးကူးဆက်ခံရနိုင်ခြင်းပုံများပါတယ်ဟိုဝင်ဆောင်မျိုးသမီးတွေဗရီဒီယာပိုးပါဝင်နေတဲ့ကျုပ်ကိုအစိုင်းစားမိရင်တော့တိမ်ညှိပြီးတော့ကတ်ခဲတာတွေဖြစ်နိုင်တဲ့အတွက်ကြောင့်မို့လို့လာမစီပဲနဲ့ကလေးမွေးတာမျိုးတွေဖြစ်နိုင်ပါတယ်အသက်65နှစ်နဲ့ ာတက်ကြီးရောတွေကိုခံရစနစ်အားနည်းနေတဲ့သူတွေစီဂျုံရောကနှလုံးရောက HIV ပိုးရှိတဲ့သူတွေကင်ဆာကုလုံးခံယူနေရတဲ့သူတွေအနေနဲ့အကျုပ်ကိုအစိမ်းစားဖို့မသင့်လျော်ပါဘူးနော် အစိမ်းစားခြင်းညောင်ဗရီဒီယာဘိုကူးဆက်ခံရခြင်းမဖြစ်ဘူးလို့ကွယ်နိုင်ပါတယ်။ဘယ်ရာမစိုးအစိမ်းစားတယ်ဆိုရင်တော့သူ့မှာပါနေတဲ့ပိုကူးဆက်နိုင်ခြင်းကအနည်းငယ်များတော့ရှိပါတယ်။ကိုယ်အနေနဲ့လုံနိုင်တာကတော့ပိုကူးဆက်ခံရနိုင်ခြင်းရာဂိုင်းလုံးကိုနည်းနိုင်သမျှနည်းအောင်တရားပြင်ဆင်မှု view site ပို့ပါပဲ။ပိုးသက်ထားတဲ့ထုတ်ပိုးပီးတာကြုပ်ုံမျိုးကိုယူဝယ်ပါ။လက်လက်ဆက်ဆက်ဥထားတဲ့ကြုပ်ုံဆိုရင်တော့အစိမ်းမစားတာကအကောင်းဆုံးပါပဲ။စတိုးဆိုင်မှာဝယ်မယ်ဆိုလို့ရှိရင်လည်းတရားအရေးခန်းထဲမှာထားရတဲ့ကြုပ်ုံမျိုးတွေကိုယူပြီးတော့ဝယ်ပါ။အိမ်ပြန်ရောက် လို့ရှိရင်ကြက်ဥကိုရေခဲတက်တာထဲမှာထည့်သိမ်းထားပါစားမယ်ဆိုမှပဲတစ်လုံးနှလုံးယူပြီးတော့ချက်ချင်းဖောက်စားပါအခန်းအပူချိန်မှာထားထားမယ်ဆိုရင်ဘက်တီးရီးယားပိုးပေါက်နိုင်ချေပိုများတဲ့အတွက်ကြောင့်မို့လို့ချက်စားတာကတော့အကောင်းဆုံးပါပဲရက်လွန်နေတဲ့ကြက်ဥတွေဝယ်တာစားတာမျိုးတွေမလုံးဝမလုပ်ပါနဲ့နော်ကြက်ဥအခွန်ကအကွဲနေတာညစ်ပတ်နေတာမျိုးတွေဆိုရင်တော့မဝယ်ပါနဲ့ဖောက်ကြည့်လိုက်လို့ကြက်ဥအနံ့ကတမျိုးကြီးဖြစ်နေတယ်ပုတ်တလိုလိုညှိတလိုလိုအနံ့တွေဖြစ်နေတယ်ဆိုရင်တော့လုံးဝမစားပါနဲ့နော်ဘက်တီးရီးယားပိုးကိုသေစေတဲ့တစ်ခုလေတော့နီလန် ်ကတော့တေချာအပူပေးပြီးတော့ချက်ပြုတ်တာပဲဖြစ်ပါတယ်။ဒီလောက်ဆိုလို့ရှိရင်ကြက်ဥအစိမ်းစားတာနဲ့ပတ်သက်ပြီးတော့တိထားတဲ့နည်းအချက်တွေကိုဒီလောက်ပြောလို့ထင်ပါတယ်။နောက်ထပ်လည်းဒီလိုမျိုးကျန်းမာရေးနဲ့ပတ်သက်တဲ့ဗဟုသုတဗီဒီယိုဖိုင်များစွာကိုတင်ဆက်ပေးတော့မှာမို့လို့ဆက်လက်ဆက်မှကြည့်ရှုအားပေးကြပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။